ကျောင်းစင်းတော့ကာနာဆိုတဲ့ကောင်မလေးကကိုတရိုးအိမ်မှာလာကစားချင်လို့ဆိုပြီးပြောပါရယ်။ကာနာမေကလည်းရောက်လာပြီးကိုတရိုးအိမ်ကိုကာနာကိုပို့လို့ရမလားပြီးတော့ကိုတရိုးလည်းလက်ခံလိုက်ပါရယ်။ကာနာကကိုတရိုးအိမ်မှာဘာကစားစရာတွေရှိလဲလို့မေးမိမယ်တကယ်တော့ကိုတရိုးစီမှာကစားစရာတွေကမရှိပါဘူး။ကိုတရိုးနဲ့ကာနာကလည်းပထမဆုံးကစားရရမှာဦးနိုကိုနိုင်နဲ့ချီပြီးထိုင်ဆော့ခဲ့ပါရယ်။နောက်နေ့ပါလေကာနာကလာကစားချင်လို့ဆိုပြီးကာနာမေကကိုတရိုးအိမ်ကိုထဲလိုက်ပါတယ်။တကယ်တော့ကာနာကကိုတရိုးနဲ့ကစားရတာပြင်းရိနေပါပြီ။ဒါပေမဲ့လည်းကိုတရိုးနဲ့ကစားရတာပျော်စရာကောင်းတယ်လို့ပြောနေတော့မှာပဲ တကယ်တော့ကာနာအဖေကအလုပ်ပြုတ်သွားပြီးကာနာတို့အိမ်ကိုရောက်ရတော့မှာပါဂါရီကိုကာနာကိုမသိစေချင်တဲ့အကြောင်းကာနာအမေကကိုဒရိုစီပို့နေခဲ့ရပါနောက်ထပ်မှာတော့ဂါရီနိုကကာနာကကိုဒရိုနဲ့ကစားရတာပြင်းနေပြီဖြစ်ကြောင်းနဲ့ကိုဒရိုကလည်းသူ့အခြေအနေမှာသူအကောင်းဆုံးဖြစ်အောင်ကြိုးစားနေရတဲ့ကလေးတယောက်ဖြစ်တယ်ဆိုပြီးပြောလိုက်ပါတယ်ဒီတော့မှကာနာအမေလည်းနားလည်သွားပါတယ်နောက်နေ့မှာတော့ကိုဘာရာရှိကတပတ်စာအသုံးစေးပေးရမယ့်နေ့မဟုတ်ပဲနဲ့ကိုဒရိုအိမ်ကိုရောက်ချလာပါတယ်အကြောင်းကတော့သူ့တိုက်ခိုက်တဲ့ခံဝယ်ဖို့ကိစ္စကိုကိုဒရိုကိုလာခေါ်ပြီးကြည့်ခိုင်းမလို့ပါကိုဒရိုလည်းကိုဘာရာရှိနဲ့လိုက်သွားပါတယ် တိုက်ခိုင်းနေရအောင်ရတော့ကိုဒရုံနဲ့တခုခုမှတ်မိတယ်လို့ဖြစ်နေပါတယ်။တကယ်တော့အဲ့ဒီတိုက်ခိုင်းဟာကိုဒရုံနဲ့သူမိပါရနေခဲ့တဲ့တိုက်ခိုင်းမှာကိုဒရုံကမီဇီကူကိုမုတ်တွေနဲ့အဲ့ခံပါတယ်။တကယ်တော့ရက်ွက်ထဲကအိမ်တစ်ခုကခီးသွားနေတော့ကိုဒရုံကကြည်ပေးထားတဲ့အတွက်ကျေးဇူးတင်လို့မုတ်တွေလက်ဆောင်ပြန်လာပေးတာပါ။ကာရီနိုရောက်လာပြီးမုတ်တွေဝင်စားတော့ကိုဒရုံကကာရီနိုကိုဖိတ်ထားလို့ဆိုပါတယ်။အဲ့ဒီချိန်မီဇူကီရဲ့ရေသားစီကနေစဝင်လာပါတယ်။သူမှားသွားပါတယ်တောက်ဝဲမှာလေ။တွေးသွင်းပေးပါဆိုတာတွေပါပဲ။မီဇူကီလည်းနောက်ထပ်မတွေးချင်တော့ဘူးလို့ပြောပြီးဘလော့လိုက်ပါတယ်။ ဒီမှာတော့ဒိုနိုဆာမန်ကိုရုပ်ရှင်ဖြစ်ပြန်မယ်ဆိုတဲ့ကြောင်းလာသွားပါတယ်။နောက်နေမီဇူကီမျက်နှာပါဒဏ်ရာတွေတွေ့ရပါတယ်။မီဇူကီရီးစားကအိမ်ပြန်လာမှာဆောက်ပြီးရိုက်နှက်လိုက်တာပါ။ကာရီနိုကတော့ရဲတိုင်းဖို့ပြောပြီးကာမာရူကတော့အဲ့ကောင်ကိုသူ့လက်ထဲအလိုက်လို့ဆိုပါတယ်။ကူတရူကတော့အမအလုံးထွက်ပြီးအိမ်ပြောင်းလိုက်တာပဲကောင်းမယ်လို့ချက်ပေးပါတယ်။မီဇူကီကရဲတိုင်းဖို့ပဲအားတန်ပြီးကူတရူပြောတာကိုနားမထောင်တာကြောင့်ကူတရူလည်းအခန်းထဲကနေထားထွက်သွားပါတယ်။ဒဏ်ရာရတဲ့ကူတရူကမီဇူကီခန်းထဲနေမြောက်အပြင်ကနေခဏခဏဘဲတီးပြီးနှောက်ရှက်ပါတယ်။ မီဇူကီကဘာလို့လောက်တာလဲလို့မေးတော့အမားချစ်တဲ့လူကိုမကောင်းတဲ့လူပဲဖြစ်စေချင်တာသိရဲ့ဒါကြောင့်ထောက်ထားလိုက်တာအကောင်းဆုံးပဲကျွန်တော်လည်းအဖေကိုလူဆိုးဖြစ်အောင်လုပ်ခဲ့ဘူးလို့ကျွန်တော်လိုအမားမျိုးအမားထပ်မမားပါနဲ့လို့ပြောလာပါတယ်မီဇူကီလည်းအိမ်ပြောင်းဖို့စီစဉ်လိုက်ပါတယ်သူ့ယူဆကိုရဲတန့်ခဲ့ရင်ပဲရဲတွေကဖမ်းဖို့တက်တည်ထောက်တာမပြေဆုံးလို့ဖမ်းမရခဲ့ပါဘူးဒါကြောင့်မီဇူကီအိမ်ပြောင်းလိုက်တာကအလိုကျော်ဆုံးပါပဲမီဇူကီကနှုတ်ဆက်တဲ့အချိန်မှာကိုတော်ကမျက်နှာဖုံးကြီးတက်ထားပါတယ်မီဇူကီထွက်သွားမှကာရီနိုကကိုတော်ရဲ့ မင်းမျက်နှာပေါ်ရင်ထွက်လိုက်ပါမင်းငိုနေတာကိုဘယ်သူမှမကဲရဲပါဘူးလို့ဆိုပါတယ်ဒီမှာရဲ့အပိုင်းခုနှစ်ကပြီးဆုံးတာပါတယ်ကိုတရိုနဲ့ကာရီနိုတို့အတူရွှေ့ရှင်သွားကြည့်ကြရမယ်ကိုတရိုရဲ့မူဂျိုကတငယ်ချင်းတွေပါလိုက်လာကြပါတယ်တကယ်တော့ကာရီနိုကသူ့မန်ကရေးဖို့အတွက်လေးလာတဲ့အနေနဲ့သွားကြည့်မှာပါလူရှိရင်ကိုရောက်တော့ပါလာတဲ့ကလေးတွေကမိုးဝဲကျွေးခိုင်းပါတယ်လူရှိရုံထဲမှာလည်းအတန်မထအောင်မနေတားယူနေရပါရဲ့ခလေးတွေကပြီးရေရုပ်ဆိုင်တော့မှဆိုပြီးလို့ကိုတရိုလည်းကာရီရိုနဲ့ကျွန်တော် နှစ်ယောက်ထဲမှလာပြီးတာကိုနောင်နာရတယ်ဗျလို့ဆိုပါတယ်။ကာရီနိုကလည်းခမရလူကိစ္စနဲ့လာတာမမေ့သေးဘူးလို့ပြောပါတယ်။ကလေးလေးကိုပြန်ပို့ပြီးတော့ကိုတရိုကခမရကကျွန်တော်စငယ်ချင်းနေနဲ့သွားလိုက်ရတာကိုကျွန်တော်နဲ့သွားရတာအထက်ပို့ပြောနေရလား။ခမရကကျွန်တော်အုတ်ထိန်သူမဟုတ်တော့ဘူးလားလို့မေးပါတယ်။ကာရီနိုလည်းနောက်တစ်ခါငါတို့ရုပ်ရှင်ရုံပြန်သွားမယ်။တွန်းလို့စာမသွားကြည့်မယ်ပြောလို့ကိုတရိုလည်းပြောသွားပါတယ်။ဘာလို့ခမရသားကိုကြာသွားမတွေ့ရလဲလို့ကိုတရိုကတာမာရိုကိုမေးပါတယ်။သူ့အမေကငါ့ကိုပေးမတွေ့ရပါလို့ဆိုပါတယ်။နောက်နေ့ကျတိုက်ခန်းတွဲရှင်မှာခလေးတရရောက်လာပါတယ်။ ငါဖေကဒီမှာနေရလို့ဆိုပြီးသူ့ဖေကိုလာရှာတာပါတကယ်တော့တာမာရုရဲ့သားရူတာပါရူတာကကိုတာရိုခိုင်းနှောင်းဝင်တာမာရုကိုစောင့်နေပါတယ်တာမာရုပြန်လာတော့ရူတာကိုမြင်ပြီးအံ့ဩသွားပါတယ်ဒါပေမဲ့တာမာရုမင်းမေနဲ့ငါ့ကိုမင်းကစိတ်ပျက်စရာပဲမင်းမေစိတ်ပူနေရောမယ်လို့ဆိုပြီးရူတာအမေကိုဖုန်းဆက်ပြီးပြန်လာခေါ်ခိုင်းပါတယ်ရူတာပြန်ငယ်နေမှာမင်းကြိုက်ကြိုက်မကြိုက်ကြိုက်အချိန်စရာတိုင်းလုံးရမယ်လို့ဆိုပါတယ်ရူတာပြန်လာတော့ကိုတာရိုကတာမာရုကိုရက်သေးပါတော့တယ် ခင်ဗျားကခင်ဗျားကိုတွေးချင်လို့လာခဲ့ရဆိုတော့တာမာရိုလည်းငါလည်းတွေးချင်ပါတယ်ဒါပေမဲ့စီကန်းနေဖောက်ဖြက်ပြီးကြီးတာမာကိုမလိုချင်ဘူးလို့ဆိုပါတယ်နောက်နေ့မှာတော့မီဇူကီနေခဲ့တဲ့အခန်းကိုတာခဲဆူမီရီဆိုတဲ့မင်းကလေးတယောက်ပြောင်းလာပါတယ်တာခဲကကလေးရည်နဲ့တိတ်အဆင်ပြေပါဘူးဒါပေမဲ့လည်းကလေးရည်နဲ့အဆင်ပြေအောင်တော့ကြိုးစားနေရပါတယ်ကူဒရိုနဲ့ရောပါပဲကူဒရိုနဲ့ပြေးတိုင်းလိုက်တိုင်းဆော့ပြီးအဆင်ပြေအောင်ကြိုးစားနေပါတယ်အခုတလောကူဒရိုတယောက်ဝါတုတ်ပြီးလုံးလာပါတယ်တဲ့မူဂျိုကျောင်းကဟာရာနေမှာကာရီနိုစာတာခဲရလိုက်တော့ပါတယ် အဲဒီမှာသေးလိုက်ရတာကကိုတို့ကတခြားကလေးတွေကြံခဲ့တဲ့အဆားစားတွေကိုကောင်းစားနေရပါလွတ်ပြရမှာနှမျောလို့လို့ဆိုပါရယ်ကာရီနိုနဲ့ကိုတရိုဈေးဝယ်ပြီးအပြက်မှာကြောက်ခဲရီတွေလို့ကိုတရိုကကောက်ပြီးစူဆောင်းမှုတွေထည့်ရမယ်လို့ဆိုပါရယ်နောက်တစ်ချက်ကိုတရိုကရန်နာပြားတဲ့ဝင်ခွင့်လက်မှတ်ဆိုပြီးအိနီချင်းတွေကိုပေးပြီးသူစူဆောင်းတာတွေကိုခင်းချင်းပြတ်တတ်ထားပါရယ်အဲဒီမှာကာရီနိုဆွဲပေးခဲ့တဲ့မီဇူကီနဲ့ပကြီပုံပလတ်စတာပုံမှာကာရီနိုဆွဲပေးခဲ့တဲ့ဒုံနိုဆာမန်ပုံအစုံပါပဲသူစက်တာကလက်ရည်တစုံတွေတော့ဒါကပါလဲလို့မေးတာသူ့အမိထားခဲ့တဲ့တခုတည်းသောပစ္စည်းလို့ဆိုပါရယ် နောက်နေ့မှာတော့ကိုတရိုကရက်ကွက်ဘောလုံးတင်နဲ့ဝင်လိုက်ပါပြီ။ကိုတရိုကဘောလုံးကစားနည်းတွေကိုမကျွမ်းကျင်ပါဘူး။ဒါပေမဲ့ဘောလုံးကစားရေးကိုသမားကပြန်ကန်လိုက်တဲ့ဘောလုံးကကိုတရိုမျက်နှာကိုထိပြီးခိုးပြန်ဝင်သွားတာကိုတရိုတို့အသင်းကတကူရသွားပါပြီ။အပိုင်းရှစ်ကဒီမှာပြန်ပြီးဆုံးထားပါရဲ့။